ဘာကြောင့်ရော်နယ်ဒီဟိုဘာစလုနာအသင်းကနေထွက်ခွာသွားခဲ့ရတာလဲပရိသတ်များအဝဲမိန်လာများ CCI ဘက်ကွန်ရှီကိုအေဂျင့်မှာကနေပြန်လဲကြိုလိုက်ပါရင်လွန်ခဲ့တဲ့စေစုနှစ်ကျော်ကာလတစ်ခုကဘောလုံးနဲ့ခြေောက်တသားရင်ဖြစ်နေပြီးဘောလုံးကစားရင်လည်းလှလမမကစားတတဲ့ကစားမတယောက်ကိုပတ်မိပါသလားသူကဘောလုံးကစားရင်ကက်နေတဲ့အတိုင်းပဲဖြစ်ပြီးသူ့ရဲ့ဘောလုံးထိန်းသိမ်းတွေကကောင်းမွန်လွန်တာကြောင့်သူရဲ့ခေတ်ခေတ်ကိုတော့ထူထောင်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါရင်သူကတော့ဘရာဇီးအသင်းရဲ့ကနေဝင်ကစားသမားရော်နယ်ဒီဟိုပဲဖြစ်ပါရင် လန်တီယိုလို့ပြောလိုက်ရင်ဘောလုံးဝဲမကြိုက်တဲ့သူတော်သူရဲ့ကစားဟန်ကိုကြည်ပြီးတော့သွားကြမှာအသေးချပါပဲ။ဒါပေမဲ့2008ခုနှစ်မှာဘောလုံးပရိသတ်အတိုင်းအလွယ်တကူလက်ခံရခဲ့တဲ့အခြေအနေတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။အဲဒါကတော့ရနေတီယိုဟာသူ့ရဲ့အောင်မြင်ဖြစ်တဲ့စပိန်ထိပ်သီးကလပ်ဘာစီလိုနာအသင်းကနေထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။ဘာကြောင့်ရနေတီယိုတယောက်ဘာစီလိုနာအသင်းကနေထွက်ခွာခဲ့ရတာလဲ။ VOK နဲ့အင်တာဗျူးအစီအစဉ်တစ်ခုမှာဘာစီလိုနာအသင်းပေါ်ဟောင်းအလက်ဇန်းဒါဟတ်ကရနေတီယိုနဲ့ဒီကိုရောလေ့ကျင့်အစီအစဉ်မှာမူယူနေကြတယ်လို့ပြောပါတယ်။ အလန်ဆန်နာရဲ့ပြောစကားဟာဘောလုံးလောကတစ်ခုလုံးကိုရှော့ရသွားစေခဲ့ပါရင်မင်းတို့ဘာကြောင့်ဒေကိုနဲ့တင်ကိုအတင်းကနေထွက်ခွာရလဲဆိုတာသိချင်နေကြရတယ်မဟုတ်လားအဲ့ဒါဘာကြောင့်လဲဆိုတော့လီနယ်မက်ဆီကိုဆုံးရှုံးရမှာကြောက်လို့ပဲလို့ပြောပါရင်အဲ့ဒီအချိန်တော့ဘာဆိုလားအတင်းကတာဝန်ရှိသူတွေဟာစီနီယာကစားသမားတွေကြောင့်လူငယ်ကစားသမားလေးမက်ဆီရဲ့အနာဂတ်ပြတ်သွားမှာကိုအင်မတန်စိုးရိမ်နေကြပါရင်ဒိုနီမက်ဆီရဲ့အနာဂတ်ဟာရိုနယ်ဒိုရဲ့ထွက်ခွာသွားမှုအပေါ်အများစွာမူတည်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကဘောလုံးပရိသတ်တိုင်းသိချင်နေကြတာကဒီကစားသမားနှစ်ယောက်ကအတူတူတွဲကစားလို့မရနိုင်ဘူးလားဆိုရင်မေးကုန်ပါပဲ ဘောလုံးလောကမှာယူဆတဲ့ theory တွေအများကြီးရှိပါတယ်လူတချို့ကမက်ဆီအားအဲ့ချိန်တုန်းကလူငယ်ကျယ်ပွင့် Ronaldo နဲ့တွဲကစားလိုက်ရင် Man City နဲ့ပညာပိုရလာနိုင်ပြီးနောက်တစ်ချိန်မှာအကောင်းဆုံးစားမဖြစ်လာနိုင်တယ်လို့တွေးကြတဲ့သူတွေရှိသလို Ronaldo ရဲ့ပုံရင်းကြောင့် Man City မတိုးတက်မှာကိုလည်းစိုးရိမ်နေကြတဲ့သူတွေရှိပါတယ်2018ခုနှစ်မှာ Ronaldo ဟာ Barcelona အသင်းကနေ AC Milan အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဒီအပြောင်းရွှေ့ဖြစ်ပေါ်လာရခြင်းဟာဘယ်သူကြောင့်ဆိုတာဘယ်သူမှမသိရှိကြပါဘူး။ မက်ဆီကိုတိုင်ကရိုနယ်ဒီဟိုကိုဘာစီလိုနာအသင်းကိုပြောင်းစီချင်ခဲ့တာလားဒါမှမဟုတ်ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကနေပဲဒီဟိုကိုထွက်သွားစီချင်ခဲ့တာလားတေချာကတော့ရိုနယ်ဒီဟိုဘာစီလိုနာကထွက်ခွာသွားတဲ့အကြောင်းအရာတွေမှာမက်ဆီနဲ့တိုင်ရိုက်မှုရင်တော့မှတွဲဝိုင်ပြီးတော့တက်ဆိုင်နေတယ်ဆိုတာကတော့အသင်းရဲ့အတွင်းစကားတွေအရသိရှိရပါတယ်ရန်ဒိုကတော့ AC Milan အသင်းကိုပြောင်းရွှေ့ပေးခဲ့တာနဲ့ပတ်သက်ပြီးကျွန်တော်ဘာစီလိုနာအသင်းကနေထွက်ခွာခဲ့တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာကျွန်တော်အတွက်အလုံးမရှိတော့ဘူး။ကျွန်တော်အိမ်မက်တင်နာကိုလိုက်ရင်ကျွန်တော်လိုက်ရအောင်မှဖြစ်တဲ့အတွက်ကျွန်တော် AC Milan အသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Ronaldinho ဘယ်တော့မှ Guardiola ရဲ့လက်အောက်ပါကစားခွင့်မရခဲ့ပါဘူး။ဘောလုံးပရိသတ်တော်များများဟာ Ronaldinho ရဲ့ Guardiola တသိန်းထဲမှာအတူတူအလုံးလုံးနေကြတာကိုမြင်ကျင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဘယ်တော့မှဖြစ်မလာတော့ပါဘူး။ Ronaldinho ကလည်း Guardiola ရဲ့လက်အောက်မှာကစားခွင့်မရခဲ့တာနဲ့ပတ်သက်ပြီးကျွန်တော်ဒီကိစ္စကိုဘယ်တော့မှနောင်လာရမှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်နဲ့သူနဲ့ကတကယ်ချင်းပါပဲ။ကျွန်တော် Barcelona ကိုသွားလေတဲ့အချိန်မှာသူဟာအရာရာတိုင်းကိုစီမံခန့်ခွဲနိုင်တာမြင်တွေ့ခဲ့ရတယ်လို့ပြောဆိုခဲ့ပါတယ်။တရားရတစ်ခုကတော့ Ronaldinho, Messi, Guardiola တို့ဆိုတာပရိသတ်တွေအယံမြင်ချင်နေကြတဲ့အတွဲဖက်တွေဖြစ်သလိုသူတို့က Barcelona အသင်းရဲ့ပုံရိပ်တွေလည်းဖြစ်ပါရင် အေစီမီလန်အသင်းကိုရိုနယ်ဒီကိုပြောင်းရွှေ့သွားခဲ့တာဟာသူရဲ့ကစားမဘွားအဆုံးရဲ့အဆလည်းဖြစ်ခဲ့ပါတယ်။သူကအေစီမီလန်အသင်းနဲ့အတူသူ့ရဲ့စွမ်းဆောင်ရည်တွေကိုအစွမ်းကုန်ထုတ်မပြနိုင်ခဲ့ပါဘူး။ဒါ့အပြင်ဘာစလုနာအသင်းမှာကီလိုပဲသူ့ရဲ့ခြေသွမ်းပိုင်းဟာလည်းမတောက်ပနိုင်ခဲ့ပါဘူး။ရိုနယ်ဒီကဘာစလုနာအသင်းမှာကောင်းမွန်တဲ့အမှတ်တရတွေကိုဖန်တီးထားနိုင်ခဲ့ပါတယ်။ဒင်ကကျွန်တော်ဘာကနဲ့အတူနှစ်တွေအများကြီးဖြတ်တန်းခဲ့တယ်။အဲ့ဒီမှာရှိနေရတဲ့အချိန်တိုင်းကိုလည်းကျွန်တော်နှစ်သက်တယ်။ ကျွန်တော်ရဲ့အိမ်မက်တီကိုလည်းအကောင့်ထဲပေါ်နိုင်ခဲ့တယ်လို့စူပါဒါတချို့ကိုလည်းကျွန်တော်ရရှိခဲ့တယ်။အဲဒီမှာရှိနေတဲ့ခိုင်တန်ကကျွန်တော်ဘွားအတွက်အကောင်းဆုံးချိန်ပါပဲလို့ပြောဆိုခဲ့ပါတယ်။လက်ရှိချိန်မှာတော့ Relative ကလည်းဘောလုံးလောကကနေနားယူသွားခဲ့ပြီဖြစ်ပါတယ်။သူမရှိတော့ပေမဲ့သူ့ရဲ့ချိန်စွမ်းပိုင်းနဲ့ပတ်သက်ပြီးတော့အခုချိန်ထိတသသပြောနေရစမြဲပါ။သူကကျွန်တော်တို့အတွက်တော့အမြဲတမ်းတောက်ပနေတဲ့ဘောလုံးလောကရဲ့ကျယ်လွင့်ဆိုရင်လည်းမမပါဘူး။ဟုတ်ကဲ့ပါဗျာ view လေးကတော့ပါမယ်။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးလို့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။